မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းညောင်နှပင်စိုက်ပျိုးဝင်းမြူ၏အထူးဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားကြည့်ရှုဆက်စည်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဟာဧပြီ26ရက်နေ့နက်ပိုင်းကညောင်နှပင်စိုက်ပျိုးဝင်းမြူ၏အထူးဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားလိုက်လံကြည့်ရှုဆက်စည်ကြကြောင်းသိရပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာညောင်တပင်ဆက်ပြုံမွေးမြူရေးအထူးဆောင်အတွင်ရှိဆက်ပြုံရေးဦးစီးဌာနရှင်းလင်းဆောင်လန်းနဲ့ C3 လမ်းကြားအရှိန်9135ပြီးလမ်းဖောက်လုပ်ထားရှိမှုအား၎င်းညောင်တပင်ဆက်ပြုံမွေးမြူရေးအထူးဆောင်အတွင်ရှိဆက်ပြုံရေးဦးစီးဌာနမှဆက်ပြုံထားရှိတဲ့ယူဆိုင် ထိုင်ဝမ်မုံညင်ဖြူမုံညင်စိန်ကိုက်လန်ဆလက်ထိုင်ဝမ်ကစွန်ချက်မောင်နဲ့ဟင်းနုနယ်ပင်များစိုက်ပျိုးထားရှိမှုအား၎င်းကြည့်ရှုစစ်ဆေးပြီးအပင်များရှည်လုံလောက်စွာရရှိရေးစနစ်တကျအစီအစဉ်ဆောင်ရွက်ပေးရန်နှင့်တိုးချဲ့စိုက်ပျိုးကြရန်တို့ကိုမှာကြပါသည်။အဒီနောက်ညောင်တပင်စိုက်ပျိုးမွေးမြူရေးအထူးဆောင်ခံမှတွင်ဇွန်ဥက္ကဋ္ဌများဌာနဆိုင်ရာများနှင့်တွေ့ဆုံကတိုင်းဒေသကြီးဝန်ကြီးချုပ်ကရေမြောင်းများရေစီရီလာကောင်းမွန်ရေးနှင့်စိုက်ပျိုးပင်များအတွက်ရေရရှိရေးဆောင်ရွက်ရန် နှိရှေတီးပင်စာပေများစိုက်ပျိုးရန်စာရိတ်ကာပို့လို့မှုရှိစီကျိုးပန်းအကောင့်ထဲပေါ်စောင့်ရပေးကြရန်မှာကြပါရယ်အဲ့ဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာ M5 နဲ့ M6 လမ်းအကွက်အမှန်88ရှိရှိဦးရဲနောင်ရဲ့ခြံတွင်ထိုင်ဝမ်ကစုံ မုံညင်းဖြူနဲ့မုံညင်းစိန်ထုတ်ပင်များစိုက်ပျိုးထားရှိမှုနဲ့ထိုင်ဝမ်ကစိုးများအားဖြန့်ဖြူးနိုင်ရေးစနစ်တကျစာဝန်နေမှု C7 လမ်းအကွက်အမှတ်956ရှိဥပြက်ကားရဲ့ခြံတွင်ဘဲကောင်ရီတထောင်၊ကြက်မဲနဲ့ယူနယ်ချက်အကောင်ရီ၄၀၀ခန့်မွေးမြူထားရှိမှု M1 နဲ့ C50 လမ်း အခွင့်အမှတ်စနစ်ရှိဥမောင်ရှမ်းရဲ့ဝက်ချန်တွင်ဝက်အကောင်ကြီးကိုရောင်မွေးမြူထားရှိမှု M1 နှင့် C စစ်လန်းအခွင့်အမှတ်58 ABC ဥစော်မြင့်ရဲ့ငုံချန်တွင်ငုံကောင်ကြီး9000ကိုမွေးမြူထားရှိမှု M3 လန်း အကွက်အမှန်90 89ရှိဦးအောင်ဝင်းဒေါခင်ထရဲ့ချမ်းတွင်ဒူရိပ်မင်1120ပင်အုံချုံမွေပင်460ပင်စိုက်ပျိုးထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလိုအပ်သည့်များမှာကြားကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပလာတာပါနောက်ဆုံးနေ့စမဲ့သတင်းကတော့မေခိုင်ကာကွယ်ဆေးနဲ့ကာလာဝမ်ယောဂါကာကွယ်ဆေးများကိုတရုတ်နိုင်ငံကပေးပို့လှူဒါန်းတဲ့သတင်းဖြစ်ပါတယ် မန္တလေးငလျင်စည်တန်းတင်ဒေတာများတွင်နေထိုင်သူများအထက်မိခိုင်ကာကွယ်စီနှင့်ကာလဝံယောဂကာကွယ်စီများကိုတရုတ်နိုင်ငံမှာဧပြီလ26ရက်ကပေးပို့လှူဒါန်းဆောင်သိရပါသည်။အဆိုပါအစည်းများဟာ တရုတ်နိုင်ငံမှာအရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ်ပေးပို့မှုများအနက်ကိုးကျိန်များဖြစ်ပြီးရန်ကုန်မြို့ရှိကျန်းမာရေးဝန်ကြီးဌာနဗဟိုအေးခံကိုရောင်တို့ရောက်ရှိခဲ့ရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းထံမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံတန်ယုံရဲ့တန်မှုမစ္စတာဝန်တောင်မင်းကလွှဲပြောင်းပေးကြောင်းသိရပါပါတယ်ရှင်